မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဇွန်လ16ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ AR တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း။ လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို၄000ကျော်အထိရောက်ရှိလာတဲ့တင်အကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကတပူးထိုကြေးရွာတွေဝင်ရောက်တဆွဲပြီးကြေးရွာကိုမိရှို့ဖျက်ဆီးတဲ့တင် အုံမင်စုရွာမှာအထိုင်ချတဆွဲထားတဲ့အင်အား30ကျော်ရှိတဲ့အကြံဖတ်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေတိုက်ထုတ်ပြီးကြေးရွာကိုထိန်းချုပ်လိုက်တဲ့တင်အကြံဖတ်စစ်ကောင်စီရဲ့အချုပ်ကျနေစဉ်အတွင်း အတမစစ်သားစုဆောင်ခံရသူတပ်သားတဦးလက်နက်ခဲယမ်းတွေနဲ့အတူရမပင်ခိုင်တရင်စနစ်ထံအလင်းဝင်တဲ့တည်။အကြံဖတ်စစ်တပ်ရဲ့မုံရွာနာမခကိုတော်လန်ရေးတပ်ဖွဲ့တွေရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ကအရာရှိ2ဦးအပါအဝင်5ဦးသေတဲ့တည်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လန်ရေးစန္ဒပြလူလူတပိတ်တည်တွေပဲဖြစ်ပါတယ်။ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ AOD တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ AOD တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး6မြင်းဆောင်2025ကိုဇွန်လ15ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့သိရှိလိုတာတွေကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များ တွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့အေရီတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို၄000ကျော်အထိရောက်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ပေးပို့မှုကဒီကနေ့ဆိုရင်4268ခုထိရှိလာခဲ့ပြီလို့ Su 80 Birthday Campaign ကအသိပေးထားပါဗျ။ ယနေ့မှာတော့တဝက်ကိုစတင်ကြော်လာပါပြီ။နောက်ထပ်လိုအပ်နေတဲ့၄တောင်းအတွက်၄ရက်သာကြာမှာတော့တယ်။မိမိလုံခြုံရေးစိတ်ချရသူတွေကမျက်နှာဖော်ပြီးစုတောင်းတွေပေးပို့နိုင်ကြပါတယ်။ပါဝင်သူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာလို့စု80 birthday campaign ကပြောပါရယ်။ဒါအပြင်ရီမန်းချက်ဖြစ်တဲ့ video ၈တောင်းပြေးဖို့အတွက်လည်းပါဝင် ပေးကြဖို့စု80 birthday campaign ကတိုက်တွန်းထားပါရယ်။တော်လန်အမှုပညာရှင်ဖြစ်သူဇန်ခီကတော့မွေးနေ့စုတောင်း video Guinness စံချိန်ချိုးနိုင်ရင် မြန်မာနိုင်ငံသားတွေကသူတို့ရဲ့ခေါင်းဆောင်ကိုဆက်လက်ထောက်ခံပြီးချစ်နေမြဲဆိုတာကိုပြသရရောက်တယ်လို့ပြောကြားလိုက်ပါတယ်။အမေစုမွေးနေ့ဆုတောင်းဗီဒီယိုတွေနဲ့ဂင်းနစ်စံချိန်ချိုးဖို့ကြိုးပမ်းမှုဟာအပျော်တမ်းမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်။စံချိန်ချိုးနိုင်ခဲ့ရင်အကျိုးနှစ်ခုရှိပါတယ်။တစ်ခုကမြန်မာနိုင်ငံဟာနိုင်ငံတကာအတိုင်းဝိုင်းရဲ့ attention ကိုရသင့်သလောက်မရဘူးဖြစ်နေတဲ့အတွက်ဂင်းနစ်စံချိန်တင်နိုင်ရင် social media တွေကနေတဆင့် viral news တစ်ခုဖြစ်လာနိုင်တယ်။ နောက်တစ်ခုကတော့မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ခေါင်းဆောင်ကိုဆက်လက်ထောက်ခံအားပေးပြီးချစ်မြဲချစ်ကြောင်းကဘာကိုပြတဲ့ statement တစ်ခုလည်းဖြစ်တယ်။အမေစုကြားရင်လည်းစိတ်ခွန်အားဖြစ်မှာပါအရေးကြီးပါတယ်။ပောင်ဝင်ပေးကြပါလို့တော်လန်အမှုပညာရှင်ဇန်ခီကပြောပါတယ်။မွေးနေ့ဆူတောင်းဗီဒီယိုဖိုင်တွေကိုလုံခြုံရေးအရာတေချာစွာသိမ်းဆည်းထားမှာဖြစ်ပြီးမိခင်ဖြစ်သူလွမြောက်လာတဲ့အခါမှာအဲ့ဒီဗီဒီယိုတွေကိုပြသပြီးတော့ပြည်သူတွေရဲ့ချစ်ခင်လေးစားအားကိုးမှုတွေကိုဖော်ပြမှာဖြစ်တယ်လို့လည်း King Eris ကိုထိန်လင်းကပြောထားပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းအတွက်စက္ကန့်30စာဗီဒီယိုဖိုင်လေးတွေကိုပေးပို့ဖို့နဲ့ပြည်သူလူထုရဲ့ပေးပို့တဲ့ဗီဒီယိုအရေအတွက်အရဒေါအောင်ဆန်းစုကြည်ကိုချစ်တဲ့မြန်မာပြည်သူဘလောက်ရှိကြောင်းကဘာကိုချပြဖို့ရည်ရွယ်ထားတယ်လို့သိရပါဗျ။အကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကတပူးထိုကြေးရွာတွေဝင်ရောက်တပ်ဆွဲပြီးကြေးရွာကိုမိရှို့ဖျက်ဆီးလိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစီဆိုင်မြို့နယ်နောင်ကျောကြေးရွာအုပ်စုတပူးထိုကြေးရွာတွေကိုဝင်ရောက်တပ်ဆွဲပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်၆လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ပိုးမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကဒီကနေ့မနက်မှထုတ်ပြန်ပါဗျာအကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကဇွန်လ12ရက်နေ့ညမှာတပူးထိုကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီးဇွန်လ13ရက်နေ့အထိမီးလောင်ခဲ့ရာနေအိမ်၆လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ PNL ကပြောပါဗျာအိမ်တွေကလည်းတအားကဲ့ရဲ့ကြီးတွေမဟုတ်လို့ရယ်မိုးရွာလို့မီးတွေဆက်မကူးတာရဲ့ကြောင့်တရွာလုံးမပါသွားတာရွာမှာသူတို့ PNO ပြည်သူစစ်ပဲရှိတယ် ရွာသားတွေကိုလည်းသူတို့မောင်းထုတ်ထားတယ်လို့ဒေသခံတို့ရဲ့ပြောကြားချက်ကိုပိုးမျိုးသားလူမျိုးရေးတက်မတော် PNL ကဖော်ပြထားပါတယ်။မီးရှို့ဖျက်ဆီးခံရတဲ့တပူးထိုရွာမှာအကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကတက်ဆွဲနေတာလေးလကျော်နေပြီဆိုတာနဲ့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဒေသခံရွာသားတွေကိုရွာတွေကနေမောင်းထုတ်ပြီးတော့အခုလိုမီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။ ဒါအပြင်အကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစီဆိုင်မြို့နယ်အတွင်းကကျေးရွာအုပ်စုနှစ်ခုမှာနေထိုင်တဲ့ပြည်သူ၄000ကျော်ကိုလည်းဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးရွာတွေကနေထွက်သွားရမယ်ဆိုပြီးမောင်းထုတ်မှုတွေလုပ်နေတယ်လို့ပိုးမျိုးသားလူမျိုးရေးတပ်မတော် PNL ကပြောပါရယ်အကြံဖတ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကရွာထဲမှာမနေခိုင်းတော့ဘဲမောင်းထုတ်ခံနေရတဲ့ကျေးရွာတွေကတပူးထိုရွာကောက်ထိုရွာလွယ်ငုံရွာနောင်ဘူရွာပင်ဆက်ရွာနဲ့တောင်ရှိကျေးရွာအုပ်စုမှနောင်ထော်6ရွာ ကလားလန်းရွာတို့ဖြစ်တယ်လို့ PNL ကထုတ်ပြန်ထားပါဗျ။အုံမင်စုရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား30ကျော်ရှိတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူးပေါင်းတပ်တွေတိုက်ထုတ်ပြီးကျေးရွာကိုထိန်းချုပ်လိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အုံမင်စုရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား30ကျော်ရှိတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ထုတ်လိုက်ပြီးအဆိုပါကြေးရွာကိုထိန်းချုပ်နိုင်ခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင်း P2914 ကမနေ့ကထုတ်ပြန်ခဲ့ပါဗျာ ။အုံမင်စုရွာမှာအထိုင်ကျတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ6ရက်နေ့မှာတော်လန်ยีပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင်းကပြောပါရတယ်။တိုက်ပွဲဖြစ်ပွားချိန်တွင်အကြမ်းဖက်စစ်တပ်ရဲ့နက်တန်ခွင်းမျိုးနဲ့ကြောက်ကြီးမျိုးတွေမှာရှိတဲ့စခန်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တာပါ။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကအလောင်း၈လောင်းကိုမျက်မြင်တွေ့ခဲ့ရသလိုဒဏ်ရာရသူများပြားနိုင်တယ်လို့အထူးကွန်မန်ဒိုတပ်ရင်းကပြောပါရတယ်။ ဒါအပြင်တိုက်ပွဲကနေလက်နက်ခဲယမ်းတွေအများပြားသိမ်းဆည်းရမိခဲ့ပြီး G3G 980တောင်း40မမ10လုံး RPG ပို့ရန်12ခု RPG အသီး9လုံး MA ခွင်းမုံ9လုံး RPG 7တလက် MA 11တလက်လက်ပစ်ပုံ9လုံး14မိုင်း9လုံးရှေ့ထွက်မိုင်း3လုံး MA ကြီပေါက်3ပေါက်မိုင်းရှာဇက်1လုံးစစ်အုံဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင်းကထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းအထူးကွန်မန်ဒိုတပ်ရင်းမှရဲဘော်တအူး ်ပူးပေါင်းအဖွဲ့မှ၃ဦးစုစုပေါင်း၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမစိုးရိမ်ရဘူးလို့လည်းသိရပါဗျ။အဆိုပါစကန်းသိန်းတိုက်ပွဲကိုအထူးကွန်မန်ဒိုတပ်ရင် P2914 KNLA ရင်8ရင်ကိုအလဝကစစ်ကြောင်း303ညနှစ်တပ်ရင်ရန်ကုန်ပကဖနဲ့ ARRI ပကဖတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အချုပ်ကြနေစဉ်အတွင်းအတ္တမစစ်သားစုဆောင်ခံရသူတပ်သားတအူလက်နက်ခဲယမ်းတွေနဲ့အတူရင်းမာပင်ခရိုင်တရင်စနစ်ထံအလင်းဝင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်အကြံဖတ်စစ်ကောင်စီထံမှအချုပ်ကျနေစဉ်တွင်အတ္တမစစ်သားစုဆောင်းခံရသူတပ်သားတအူးကလက်နက်ခဲယမ်းတွေယူဆောင်လာပြီးအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကိုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရင်းမာပင် KI အမှတ်၁၂ထံအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်ရန်သူကန်တော့စကန်ကိုစစ်ကူပို့ဆောင်ခံရတဲ့အင်အား၁၄၀ပါစစ်ကြောင်းမှထွက်ပြေးလာတဲ့အတ္တမစစ်သားစုဆောင်းခံရသူတပ်သားဟာ MA1 တလက် G 45000ောင်းဘုံသီးတလုံး14မိုင်းတလုံးတို့ကိုအပါယူကဇွန်လ9ရက်နေ့မှာဝင်ရောက်ခုလုံခဲ့တာပါအထက်ပါစစ်ကူစစ်ကြောင်းဟာအကြံဖတ်စစ်ကောင်စီရဲ့မုံရွာနမခဌာနချုပ်ကနေအင်မတီပြူစောတိရွာအင်မတီရွာမှာရဟတ်ရင်ဖြစ်ကန်တော့စကန်ကိုပို့ဆောင်ခဲ့တာလို့ဆိုပါတယ်အလင်းဝင်လာတဲ့ကိုထင်လင်းအောင်ခေါ်ကိုကျော်ကိုဟာအချုပ်ကြနေစဉ်အတ္တမစစ်သားအဖြစ်စုဆောင်းခံခဲ့ရပြီး2024ခုနှစ်ဆယ်လပိုင်းမှာအကြံဖတ်စစ်တပ်ရဲ့အမှတ်9စစ်အခြေခံလေ့ကျင့်ရေးကျောင်းသို့ပို့ဆောင်ခံလိုက်ရတာပါ ရင်းနှီးမျိုးနဲ့တောင်ကူမျိုးတို့မှာအကြမ်းဖက်စစ်တပ်နန်း9လတက်ခဲ့ပြီးစစ်မြေပြင်မှာ2လတောင်ဝင်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မုံရွာနာမခောက်ကိုတော်လန်ရေးတပ်ဖွဲ့တွေရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကအရာရှိ2ဦးအပါအဝင်5ဦးသေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့မှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့မုံရွာနမခဌာနချုပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိ2ဦးအပါအဝင် ၅ဦးသေဆုံးခဲ့တယ်လို့ Brave Warrior for Myanmar BWM ရဲ့တာဝန်ရှိသူက PPTV ကိုပြောပါရယ်။အရာရှိ၂ဦးနဲ့အခြားအဆင့်စစ်တီ၃ဦးပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့နောက်ထပ်အရာရှိ၃ဦးနဲ့အခြားအဆင့်စစ်တီ၇ဦးဒဏ်ရာရရှိခဲ့ပြီးတပ်တွင်းစခန်းမှာကုသမှုခံယူနေရကြောင်းစုံစမ်းသိရှိရတယ်လို့ BWM ကပြောပါရယ်။ဒါအပြင်အကြံဖတ်စစ်တပ်မုံရွာနမခဌာနချုပ်အတွင်းကစစ်စင်ရေးယုံနဲ့လေ့ကျင့်ရေးယုံရှိတဲ့အဆောက်အဦကိုထိမှန်ခဲ့တာကြောင့် အဆောက်အဦအတွင်းမှာရှိတဲ့ရုံနှယုံပျက်စီးခဲ့တယ်လို့စီကိုတောင်နဲ့အရန်ဆက်ပျက်စီးကိုတောင်တွေလည်းမီးလောင်ခဲ့တယ်လို့ BWM ကထုတ်ပြန်ထားပါဗျ။အရာရှိနေအိမ်တွေကိုလည်းထိမှန်ခဲ့တယ်လို့သိရပါဗျ။လက်ရှိဖော်ပြထားတဲ့ထိခိုက်မှုအခြေအနေတွေကလက်လန်းမိသလောက်စုံစမ်းထောက်လန်းပြီးရရှိထားတဲ့သတင်းအချက်အလက်တွေကတူညီတဲ့အချက်အလက်တွေကိုစုဆောင်းတင်ပြထားတာဖြစ်တယ်လို့ BWM ကဖော်ပြထားပါဗျ။အကြံဖတ်စစ်တပ်ရဲ့မုံရွာနမခရဲကိုဇွန်လ14ရက်ည10:30မိနစ်အချိန်မှာ တရက်ခွန်မမရှော့တိုက်တုံးသုံးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးစလုံးနမခအတွင်းကိုအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့တယ်လို့ BWM ကအတည်ပြုထားပါတယ်ပြစ်ခတ်လိုက်တဲ့ရှော့တိုက်ဒုံးတွေကနမခအတွင်းကိုကြာရောက်ပောက်ကွဲကြောင်းဒေသခံတွေစီကကနအူးကြားသိရပြီးတော့နမခအတွင်းကနေချက်ချင်းတံပြန်ပြစ်ခတ်မှုတွေရှိခဲ့တယ်လို့ Brave Warrior for Myanmar BWM ရဲ့တာဝန်ရှိသူတဦးက PPTV ကိုပြောပါတယ် အကြံဖတ်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့အကြံဖတ်စစ်ရှုံးကောင်စီရဲ့လက်ယုံတပ်ဖွဲ့တွေကိုအ धिक အမိတ်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာလည်းစက်တက်လီလီတွေဒရုန်းတွေကိုလည်းအကြံဖတ်စစ်တပ်ရဲ့နမခထဲမှာအထိုင်ထားပြီးဒေါ်လန်ရေးအင်အားစုတွေသာမကပြည်သူလူထုကိုပါနှိပ်စက်တပ်ဖြတ်နေတဲ့အတွက်အခုလိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM ရဲ့ ဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ရှယ်ရိုးမုံရအဖွဲ၊ရွှေတရီကံမဟာမိတ်တရင်နဲ့ Justice Brother Food အဖွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်ရနာရှင်အမြင့်ပြတ်ချေမုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လဘရောင်းတောင်ဒေသတပိတ်အင်အားစုဥဆောင်ပြီးတော့ လဘရောင်းတောင်ဒေသခံပြည်သူတွေကဇွန်၁၉တပိတ်မှာပူးပေါင်းပောင်ဝင်ကြဖို့နဲ့အကြမ်းဖက်စစ်တပ်ကြရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကဒေါအောင်ဆန်းစုကြည်နဲ့တကွာတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့စာသားကိုကင်ဆယ်ပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။ဇွန်၁၉ရက်မှာကြာရောက်မဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့ပန်းတပိတ်မှာပူးပေါင်းပောင်ဝင်ကြဖို့အတွက်ရွှေဘုံမြို့နယ်တပိတ်အင်အားစုကတိုက်တွန်းနဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမည်မငြိတ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဇွန်လ16ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။